အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ရင်းနှီးမြှုပ်နှံမှုမှာအကျိုးမြတ်ပို့ပြီးရစေမယ့် value investing ဆိုတဲ့ခေါင်းစဉ်လေးနဲ့ပတ်သက်ပြီးတော့ဝေမျှပေးကြပါမယ်ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့တခါတရံလာပြီးတော့မေးကြတာတွေရှိတယ်ပေါ့သူမှာ percentage ရှိတယ်ရင်းနှီးမြှုပ်နှံခြင်းနဲ့ ဘာမှရင်းနှီးမြှောက်နှံမလဲအစားပြေးပေးကြတယ်ပေါ့ပေးကြတယ်ဆိုတော့ကျွန်တော်တို့အဓိကတော့ asset class တွေပေါ့လေမြန်မာပြည်မှာဆိုရင်ကျွန်တော်တို့အင်ချန်မြန်မာရင်းနှီးမြှောက်နှံမလားရွှေဝယ်ထားမလားပေါ့နော်ဒါမှမဟုတ်လည်းတခြား commodity တခုကိုကျွန်တော်တို့ဝယ်ထားမလား stock တို့ပါလို့လည်းစသဖြင့်ရွေးချယ်ကြရတယ်လို့ရှိတယ် asset class တွေကတော့အရေးကြီးတာတော့ဘယ် asset class ကကိုလမ်းလမ်းမီလဲ နောက်ကိုတကယ်နားလည်လဲပေါ့နော်ဒါကိုကျွန်တော်တို့စဉ်းစားဖို့လိုတယ်ဂျင်းနီမွန်းအောင်မှုနဲ့ပတ်သက်ရင်မြေတန်သတိပြုစရာတစ်ခုကတော့ကိုနားမလဲတဲ့ကိုကျွမ်းကျင်မှုမရှိတဲ့လုပ်ငန်းနဲ့ပဲပါဘယ်တော့မှဂျင်းနီမွန်းအောင်မှုမလုပ်ပါနဲ့ဆိုတဲ့ဇာတ်လေးရှိတယ်ပေါ့ဒါအင်တာအရေးကြီးပါတယ်အဓိကတော့ကိုကျွမ်းကျင်တဲ့ကိုတကယ်နားလည်တဲ့ asset class ကိုပဲရွေးချယ်ဖို့အရေးကြီးပါတယ်နောက်တစ်ခေါက်တော့ကျွန်တော်တို့ဒီ value investing နဲ့ပတ်သက်တဲ့ဟာပေါ့လေကျွန်တော်တို့ကဘယ် asset class ကိုပဲကြွေကြွေနောက်ဆုံးမှကျွန်တော်တို့က investment လုပ်ပြီဆိုရင်မြေတန်သတိပြုစရာတစ်ခုက value investing strategy ပဲဖြစ်ပါတယ်ဒါတော့ဒီကမ္ဘာ့ချမ်းသာဆုံးစီးပွားဝင်ဂျင်းနီမွန်းအောင် မူဂရုကြီး Warren Buffett ရဲ့ strategy ပေါ့လေသူအကြံပေးတဲ့ strategy ပါပဲ value investing ဆိုတာဘာလဲပေါ့လေ value investing ဆိုတာကတော့ကိုယင်းမျိုးနံနဲ့ဝယ်ယူတဲ့ assets တခုခုဟာသူရဲ့ရှေ့တင်ရှိတတ်တဲ့ပကတိတန်ဖိုးဒီ intrinsic value ရဲ့အောက်မှာရှိနေတဲ့အခြေအနေကိုဆိုတာဖြစ်ပါတယ်ကျွန်တော်တို့အိမ်တစ်လုံးဝယ်ပြီးတော့ယင်းမျိုးနံမှာဆိုတော့အိမ်ကသူ့ရဲ့လက်ရှိကာလပေါက်ဈေးအရသူ့ရဲ့တန်ကြီးအရ သိန်း9000တန်တယ်ဆိုတော့ကျွန်တော်တို့အခြေအနေအကြောင်းတစ်ခုခုကြောင့်ပေါ့နော်သိန်း4000လောက်ကျွန်တော်တို့ဝယ်လို့ရတယ်ဆိုရင်ဒီဝယ်ယူရင်းနှီးမြှုပ်နှံမှုကဒါ value investing ပဲဖြစ်ပါတယ်ကိုယ့်ရဲ့ရင်းနှီးမြှုပ်နှံမှုကအကျိုးမြတ်ပိုရကျင်တယ်ဆိုလို့ရှိရင် value investing strategy နဲ့သွားနိုင်တယ်ဆိုလို့ရှိရင်တော့ဒါပို့ပြီးတော့အကျိုးမြတ်ရှိနိုင်ပါတယ် ဒီ value investing လုပ်နိုင်ဖို့အတွက်အခြေခံနှစ်ချက်ပေါ့လေတစ်ချက်ကတော့ဗာလို့ဆိုတော့ဒူကြီးနောက်မလိုက်ပေါ့ crown နောက်ကိုကျွန်တော်မလိုက်ဖို့အရေးကြီးတယ်ဘာသူများတွေကအာရွှေတွေရဲ့ဈေးတက်မှာမလို့ရွှေမှာယင်းနှမြုံနေမယ်ရွှေတွေတိုက်ပြီးတော့ဝယ်တယ်ဗာညာဆိုလုံနေတဲ့အခြေမျိုးမှာကျွန်တော်ကအဲ့တော့ကြာမကောက်ငင်တာနဲ့သူများရွှေဆိုတော့ပေါ်လဲလိုက်တော့ရွှေလိုက်ဝယ်တာမျိုးဒါမျိုးတွေကျွန်တော်တို့ကသတိထားဖို့လိုတယ်ဗောနော်အမသူများအင်ချန်မြေဆိုလို့ကျွန်တော်တို့အင်ချန်မြေလိုက်လို့တာမျိုး ဒါမျိုးတွေကျွန်တော်သတိထားဖို့လိုတယ် investment level မှာတော့ပြောကြတာတစ်ခုရှိတယ်ဘာလဲ line စီးတာပေါ့နော် line စီးရဆိုတော့ level တစ်ခုမှာလူတွေရင်းနှီးမြှုပ်နှံမှုလောက်ကြတယ်ပေါ့ line စီးကြတယ်သူတို့ကဒီစပြီးတော့ရင်းနှီးမြှုပ်နှံတာနေတဖြည်းဖြည်းနဲ့ဒီ line တက်ကိုရောက်လာတယ် investment လောက်ကြတယ်ဝယ်ကြတယ်ဂျင်းမြုံနံကြရတယ်ပြီးတဲ့ခါကျတော့သူက client ပြန်ကြလာတယ်အဲ့မှာတချို့သော investor တွေဝယ်ယူနေမြုံနံသူတွေပြန်ထွက်သွားပြီအဲ့ချိန်မှာကိုက client လိုက်စီတဲ့ချိန်မှာ client အကြံနဲ့ကိုကတွေ့လို့ရှိရင်နောက်ဆုံးမှာကျွန်တော်တို့ကတချို့ပိုက်ဝေါ်မိတာတို့ social နဲ့နာတာ ဒါမျိုးတွေကျွန်တော်ဖြစ်နိုင်တယ်နောက်တစ်ခုကပါလဲဆိုရင်အများလိုက်ပြီးတော့ဝယ်နေတဲ့ရင်းနှီးမြှုပ်နှံနေတဲ့အချိန်မှာအားလုံးကဈေးတက်ဖို့အများတယ်ပေါ့နော်ရှင်းသိရှိတတ်တဲ့ဈေးတက်ပို့ပြီးတော့တက်လာတာလည်းဘာလို့ဖြစ်လာတဲ့အတွက်အဲကိုကဒီလိုမျိုးအချိန်မှာသူများဝယ်တယ်လိုက်ဝယ်တယ်သူများရင်းနှီးမြှုပ်နှံတော့လိုက်ပြီးရင်းနှီးမြှုပ်နှံတယ်ဆိုရင်တော့ value investing ဖြစ်ဖို့မလွယ်ပါဘူးနောက်တစ်ခုကပါလဲဆိုတော့ကျွန်တော်စိတ်ရှည်ဖို့လို့ emotion ကလိုက်ပြီးတော့ဝယ်တာတို့ရင်းနှီးတာတို့ မဟုတ်ဘဲနဲ့ကျွန်တော်အချင်းတစ်ခုအချင်းပြီးပြီးစောင့်နေ access တစ်ခုကသူ့ဘက်သူအချင်းနေចောင်းចောင်းတစ်ခုကကျသွားတယ်ကိုကဒီအခွင့်အလမ်းစောင့်နေတဲ့အချိန်မှာကျတော့ねတွားပြီးတိုးတယ်ဆိုလို့ရှိရင်သူ့ရဲ့ battery တံပိုးတဲ့နဲတဲ့နှုံထားတစ်ခုနဲ့ကျွန်တော်တို့ဝယ်ယူရရှိနိုင်ပါတယ်ဒါကလည်းကျွန်တော်စိတ်ရှိဖို့လိုတယ်ဒီနေ့တစုံတစ်ယောက်ကဒီတစ်ပင်ရေးအောင်မနေနိုင်နဲ့ဆိုတာတစ်ချိန်တော့တစုံတစ်ယောက်က ဒီတပင်ကိုစိုက်ခဲလို့ဆိုပြီးတော့ပြောတဲ့စကားလေးရှိပါတယ်အဓိကတော့တခုလောက်ပြီဆိုတော့ねအခုရေတွင်တူအခုရေကြီးတော့ပေါ့နော်ဒါမျိုးဆိုတာလည်းကျွန်တော်တို့ကတခုဆိုတော့ねအချိန်ပေးဖို့လိုပါတယ်အချိန်ပေးနိုင်လေမှန်ကန်တဲ့ရင်းနှီးမှုနဲ့မှုကိုရှာတွေ့နိုင်တဲ့အချိန်ကြီးများလေးပါပဲ Warren Buffett ပြောတဲ့စကားလေးတခုရှိပါတယ်ချေးတစုံအကြောင်းပဲပြောပြော Stock တစုံအကြောင်းပဲပြောပြောဈေးနှုန်းနည်းနည်းနဲ့ quality ကောင်းကောင်းနဲ့ဝယ်လို့ရဖို့ပဲငါစိတ်ဝင်စားရတယ်ဆိုတော့သူပြောသွားတာရှိပါတယ်အဲ့တော့ကျွန်တော်တို့ကကိုရင်းနှီးမြှုပ်နှံမဲ့ assets ဟာဈေးနှုန်းလည်းနည်းနိုင်မှာနည်းလေကိုတို့အကျိုးများရနိုင်လေနောက်တစ်ခု ကအရေးကြီးတာတော့ quality အရေးကြီးပါတယ်ဈေးနှုန်းနဲ့ပြီးတော့ quality မကောင်းဆိုလို့ရှင်လဲကိုတော့ကထိခိုက်ဆုံးရှုံးနေတာအများကြီးရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ်